ဖိုရက်ကရေရဒီ hair remover နဲ့ပတ်သက်ပြီးတော့ဗောနော် NRM က bikini hair remover ကိုလေးဇာပုံမှန်လို့ဖြစ်တယ်ဆိုတော့ post လေးတင်ထားတဲ့အောက်မှာ comment လေးတခုတွေ့လို့သူကဒီအမွှေးတွေကခန္ဓာကိုယ်သူကတဘာဝတိုင်းကာကွယ်မှုပေးထားတဲ့အတွက်ကြောင့်မလို့ဗောနော်ဒီတိုင်းဇွတ်မဖယ်ရှားပြတ်တင်ဘူးဆိုတော့အမြင်လေးဗောလေအဲ့ အဲခနာကောမှာအမွှေးတွေကတော့အများကြီးရှိရပါဘာမှနှာခေါင်းမွှေးလည်းရှိတယ်နားမွှေးလည်းရှိတယ်အဂျိုင်းမွှေးရှိအမျိုးစုံပေါ့နော်အဲဒီအမွှေးတွေကခနာကိုယ်ထဲကိုဖုံနေသေးတယ်မဝင်အောင်လို့တချို့နေရာတွေမှာကာကွယ်ပေးတယ် private area မှာရှိတဲ့အမွှေးတွေဆိုလို့ရှိရင်ကသဘာဝအတိုင်းဒီကိုယ့်ရဲ့ body part ကိုမမြင်ရဖို့အတွက်ကိုမွှေးကလေးပါလာတဲ့အမွှေးတွေပေါ့နော်ဒါပေမဲ့ခစ်ကအဲ့ဒါကြောက်ခစ်တုံးဝဆိုလို့ရှိရင်တော့မှန်တယ်လေကြောက်ခစ်တုံးကလူတွေကအဝတ်စားမှမွှေးကြတာအဲ့တော့ဒီဘက်ခစ်မှာတိုးတက်လာတာနဲ့အမျှတော့ဒါတွေကိုနှီးမျိုးစုံနဲ့ဖယ်ရှားကြ တယ်။ဥပမာဂျိုင်းမွေးဆိုပါစို့ချွေးနန်းနန်းနဲ့ချွေးတွေထွက်တယ်။အဲ့နေရာမှာမှထပ်ပြီးတော့အမွှေးမြင်နေရထက်ရှိနေအောင်မယ်ဆိုလို့ရှင်ဒီထွက်လာတဲ့ချွေးနန်းကပို့ပြီးတော့ပြင်းမယ်ပို့ပြီးတော့ဆိုးမယ်လေ။အဲ့ တက်နိုင်တဲ့လောက်တော့ hygiene ကောင်းအောင်တော့ဒီလိုနေရာမျိုးတွေကအငွေးမြင်နေရောဖယ်ရှားတာရောကောင်းတယ်လို့ရတော့မြင်နေပေါ့နော်ကိုဘသာကိုအိမ်မှာပဲလှုပ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီ RMP ကနေပြီးတော့2025မှာထုတ်ထားတဲ့ဒီ Sapphire Ice Cooling IPA Hair Remover Device ဆိုတဲ့စက်ကလေးရှိပါတယ်ဒီစက်ကလေးက cooling function ပါတဲ့အခါကျတော့အရေပြားကို ban ဖြစ်နိုင်ချေရမ်းနေတယ်ပေါ့နော်အရင်ထွက်တဲ့ IPA စက်တွေထက်သူက3ဆပို့ပြီးတော့ upgrade လုပ်ထားတယ်အဓိကတော့ဒီမှာသူက red light therapy လေးပါတဲ့အခါကျတော့အသားရောင်မညီ တာတွေအမဲဆက်တွေကိုပါပျောက်တယ်ဆိုတော့အလိုမျိုးဂျိုင်းမဲတာတွေပါလေဒီဆက်လေးကိုသုံးရင်းနဲ့တခါတယ်ပျောက်လို့ရတာပေါ့နော်သူရဲ့ function ကတော့အဓိကဘာလုပ်ပေးရလဲဆိုတော့ရေပြားရဲ့အောက်မှာရှိတဲ့ဒီအမွှေးအိတ်ကလေးရှိတယ်အဲ့ဒီအမွှေးအိတ်ကလေးကိုသူကအပူဓာတ်ကလေးပေးပြီးတော့ဖြတ်စည်းလိုက်တာပုံမှန်ရက်မှန်မှန်သုံးမယ်ဆိုလို့ရှင်တော့အမွှေးကတော့တကယ်လုံးဝပျောက်သွားနိုင်ပါတယ်လေဆာမပစ်ခင်မှာအရင်ဆုံးကိုပစ်မဲ့နေရာကိုပေါ့နော်ဒါလေးနဲ့အရင်ဆုံးအမွှေးတွေကိုရှင်းရပါမယ်ဒီကြိုးလေးကိုဒီလိုထည့်မယ် ဒါလေးကိုမီပလက်ထိုးမယ်ပေါ့နော်ဒီပလက်ကောင်းလေးရတရားရမ်းတော့စစ်ဖြစ်ပါတယ်ဒီမှာပါဝါဘတ်တန်လေးရှိတယ်ပါဝါဘတ်တန်လေးကို3စက္ကန့်ဖြည့်ထားလိုက်ရင်ဆက်ကလေးအားစပြီးတော့လဲလာပါပြီပြီးရင်ဒီပါဝါဘတ်တန်လေးကိုပဲ double click ပေါ့နော်နှစ်ချက်နှိပ်လိုက်ရင်မီနီလေးလင်းသွားပဲဒီမီနီလေးကတော့အဲသူကအမဲဆက်တွေပြောက်တာဆိုတော့ဂျိုင်းလေးပါလေးပြင်လို့ရှိရင်တခါလေးအဆင်ပြေတာပေါ့နော်အသားရောင်ကြီးရယ် ပြီးတော့ပြင်ရ၃မျိုးရှိတယ်အဲမျက်နာမှာမျက်နာပုံလေးရှိတယ်ဖောက်ချက်နဲ့ body ကိုသုံးမယ်ဆိုတော့နောက်တစ်ဆင့်ပေါ့နော် medium ပေါ့နောက်တစ်ဆင့်အမြင့်ဆုံး height ရှိတယ်ခန္ဓာရည်ရှိသွားပြီဒီဟာကိုဘာမှမဖြစ်တော့ဘူးဆိုလို့ရှိရင်တော့ height နဲ့ပြင်လို့ရတယ်အဲ့တော့အစပြီးပြင်မယ်ဆိုလို့ရှိရင်မျက်မှန်တက်ရပါမယ်ညုံညုံဈာယုံပြင်မယ်ဆိုရင်တူကဒီမှာခလုတ်ကလေးပါတယ်ပေါ့နော်ဒီခလုတ်ကလေးเนี่ย manual နဲ့ပြင်မယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလေးတစ်ချက်အာ တစ်ချက်နဲ့တစ်ချက်ကို20စက္ကန့်လောက်ခြားပြီးတော့ပြစ်ပါကူလင်းစနစ်ပါတဲ့အခါကျတော့ပူဆက်ပူလောင်လုံးဝမဖြစ်ဘဲနဲ့အေးအေးလေးနဲ့လူကို comfort ပုံပြီးတော့ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကအချက်ရေက6သိန်း6000 9999ချက်ပြစ်လို့ရတယ်ဆိုတော့ဒီဆက်တစ်လုံးကအနည်းဆုံးအသုံးမခံဘူးဆိုလို့ရှိရင်10နှစ်လောက်စိတ်ချလက်ချသုံးလို့ရတယ်သူရဲ့အားသာချက်ကဘာလဲဆိုတော့ရှိုးလို့ရှိတယ်စာပြစ်စင်တာလည်းရှိတယ်အော်ထရာဆေးစာပြစ်လည်းအရန်ကောင်းတယ် ဒီဆက်တွေမှာဆိုလို့ရှိရင် အာမခံတစ်နှစ်ပါတယ်အဲ့တော့ဒီတစ်နှစ်အတွင်းမှာဆက်ကအဲ့ဒါတစ်ခုခုဖြစ်သွားခဲ့ရဆိုလို့ရှိရင်သူကအစ်စ်တစ်လုံးနဲ့ပြန်ပြီးတော့လဲပေးရဲဒါညီမနိုင်ငံကနာမည်ရထားတဲ့အစက်တစ်ဆရာဝန်တွေရဲ့ထောက်ခံချက်လည်းအပြည့်အဝရရှိထားပြီးသားဆိုတော့အိမ်မှာသုံးမယ်ဆိုလို့ရှိရင်လည်းဒီဆက်ကိုစိတ်ချလက်ချသုံးလို့ရတယ်ဒါဒီဒီဇိုင်းကတော့ RMB ကနေပြီးတော့ပထမအဦးဆုံးမြန်မာနိုင်ငံမှာမူပိုင်ဝင်းနဲ့သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းနဲ့တင်သွင်းထားတဲ့ဆက်လေးပေါ့နော်။ဒါဆိုလို့ရှိရင်ဒီခုဂျိုင်းပြစ်ပြီးပါပြီ။ ဓာတ်ပြစ်ပြီးသွားပြီဆိုလို့ရှိရင်ခြေနှလုံးကိုဆက်ပြစ်ပါမယ်။အင်းအားလေးနည်းနည်းပြန်လိုက်မယ်။အဓိကမိန်းကလေးတွေကခြေနှလုံးဝေးရှိရင်လည်းမလှဘူးလေနော်။အော်ဆောဆောကညီပြသွားတဲ့နေတိုင်းခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အမွှေးတွေကိုကိုယ့်အကူစိတ်ကြိုက်ရှင်းလို့ရတယ်။မျက်နှာဆိုလို့ရှိရင်လည်းဒီနှာခေါင်းမွှေးတွေကိုဒီလိုရှင်းလို့ရတယ်။အဲမျက်နှာကိုသုံးကျင်တယ်ဆိုလို့ရှိရင်တော့3မိနစ်လောက်သုံး။လက်တို့ဂျိုင်းတို့ကိုယ့်ရဲ့ private area တွေကိုသုံးကျင်တယ်ဆိုတော့9မိနစ်သုံး။ခြေတစ်လုံးကိုသုံးကျင်တယ်ဆိုလို့ရှိရင်တော့10မိနစ်လောက်သုံးလို့ရတယ်။အကြိုက် ဟဲ့ဒါကြောင့်လေစာပြစ်ပေးမလို့ဘာမှမရှိဘူးမမမရှိလဲပြစ်ကမပြန်ထွက်လာမှာဆိုလို့ယောက်ျားကိုလည်းပြစ်ပေးထားတယ်လေအဲ့တော့တချို့ကတော့ပြောတယ်ယောက်ျားလေးဆိုတာဂျိုင်းမွေးရရှိခဲ့ပန်းပြောယောက်ျားဖြစ်ခြင်းမဖြစ်ခြင်းကဂျိုင်းမွေးနဲ့မဆိုင်ဘူး hygiene ရှိရမယ်လူမိုင်းဟုတ်လားလေမပူနေနဲ့လွေရဒါနော်ဒါပါပြီဒီဆက်လေးကိုပြစ်ပြီးွားလို့ပြန်သိမ်းမယ်ဆိုလို့ရှင်ဝေးချောက်ကလေးနဲ့တန်ရှင်းလုပ်မယ် ပြီးရင်သူ့ရဲ့ဒီအိတ်ကလေးလေးကိုထည့်ပြီးတော့ယူရသိမ်းလို့ရတယ်။အ ਨੇ ဆုံးတော့တစ်ဘက်ကိုနှစ်ကြိမ်တော့ပုံမှန်လုပ်ပေးပါ။ဖြည်း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 နဲ့ပါသွားရင်နောက်ပိုင်းကျလို့ရှိရင်လုံးဝမရှိတော့ဘူးမထွက်တော့ဘူးပေါ့နော်။ဒါပေမဲ့ပုံမှန်တော့လုပ်ပေးဖို့လိုတယ်။မလုပ်တာရက်လွန်သွားလို့ကြော်သွားလို့ရှိရင်တော့နည်းနည်းလေးပြန်ပြီးတော့ညားလာပြန်ရောအဲ့တော့တစ်ဘက်နှစ်ရက်လောက်တော့ဒီဆက်ကလေးကိုပုံမှန်လုပ်ပေးပါ။အဲ့ဒီဆက်ကလေးကိုသုံးမယ်ဆိုရင်တတိထားမှာအဲကိုသုံးမဲ့နေရာကိုအရင်ဆုံးတန်ရှင်းလောက်ကမယ်လေဆာပစ်ပြီးွားလို့ရှိရင်ဒီ24နာရီအတွင်းပေါ့နော်နေအောင်ကြီးနဲ့ဓာတ်ရိုက် ထိတွေ့လို့မရဘူး။သွားမယ်ဆိုလို့ရှင်လဲဆန်ခရလေးလိမ့်ပြီးသွား secretator လို့ရေပူကန်သွားတာတို့ပြီးလို့ရှင်ရေပူနဲ့ရေချိုးတာတို့လည်း24နာရီအတွင်းရှောင်ပေးရမယ်။ပြီးရင်ဒီ73ခန်းကြီးမှပေါ့နော် hair remover cream တွေသုံးပြီးတော့မှဒီဆက်ကိုချက်ချင်းသုံးတာမျိုးလုံးဝလုပ်လို့မရဘူး။တောက်လျှောက်ပေါ့နော်ခန္ဓာကိုယ်တစ်ခုလုံးကိုဒီဆက်ကိုဖွင့်ပြီးသုံးသုံးနေရဆက်ကတအားပူလာတဲ့အခါမျိုးကြလို့ရှင်တော့အာ9မိနစ်10မိနစ်လောက်ဆက်ကလေးကိုပိတ်ပြီးတော့ခဏနားပြီးနားပြီးပြီးတော့မှဒီဆက်ကိုဆက်သုံးလို့ရတယ်။ရာသီလာနေတဲ့ချိန်သုံးလို့မရဘူး။ကိုဝင်ဆောင်တဲ့ note time ရင်သုံးလို့မရဘူး။ နှလုံးဆက်တက်ထားတဲ့လူတွေကင်ဆာယောဂသမားတွေပြီးလို့ရှိရင်အရေးပြားယောဂရှိတဲ့လူတွေဆိုတော့ဒီဆက်ကိုမသုံးပါနဲ့။ကိုစေးကန်းနေမှာသွားပြီးတော့အချိန်ပေးပြီးလုပ်မယ်ဆိုလို့ရှိရင်လည်းတစ်ချိန်ကိုအနည်းဆုံးမကုန်ဘူးဆိုလို့ရှိရင်ပတ်စံက2သိန်းနဲ့3သိန်းကြားလောက်သုံးမှတစ်ခါသုံးလို့ရတာလေ။အဲကိုကကိုဒီဆက်ကလေးကိုဈေးသက်သက်သာနဲ့ဝယ်ပြီးတော့စိတ်ရှည်လက်ရှည်သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်။စေးကန်းမှာလုပ်လို့ရှိရင်အဲ6လနဲ့ပြောင်းမယ်ဆိုလို့ရှိရင်တော့ဒီဆက်ကလေးသုံးရင်တော့တစ်နှစ်လောက်ဆိုလို့ရှိရင်တော့အမွှေးတွေအကုန်လုံးကရှင်းတော့မှာပါ။ဒါလေးကတော့ RMB ဆက်ကလေးပါ ¿Sí?